အမေရိကန်လုံသမားရေဝန်ကြီးသည့်အထက်လို့တော့အသည်ပြုအမေရိကန်ပြည်ထောင်စုရဲ့လုံသမားရေဝန်ကြီးအဖြစ်လော်ရီရှက်ဖတ်ဒရမာကိုခတ်ထားရေးအထက်လို့တော့ကမတ်လ17ရက်နေ့မှာမဲခွဲအသည်ပြုလိုက်ပါတယ်အစိုးရအမှုထမ်းတွင်ထောင်ထဲချပြီးအလောက်ကရန်နာဖို့တမ်လာထရအစိုးရအကျိုးစားနေချိန်မှာပဲအမေရိကန်ပြည်ထောင်စုရဲ့အလုံသမားရဲ့အခွင့်အရေးနဲ့အလုံသမားတွေကိုကာကွယ်ဖို့အမြင့်ဆုံးတာဝန်ကို လော်ရီဆော့ဖာဒရမာကရယူလိုက်တာပါ နော်ဒီရှော့ဖာဒရီမှာကြီးကြပ်မဲ့လုံထမရေးဝန်ကြီးဌာနဟာအစိုးရလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်အလက်တွေကိုရယူနေတာဝန်ထမ်းတွေကိုအလုပ်ဖြုံနေတာကြောင့်ဘီလီယံနာတသိချင်းအီလွန်မတ်ဦးဆောင်တဲ့အစိုးရလုပ်ငန်းမြန်ဆန်ထိရောက်ရေးဌာန DOGE ကိုတရားစွဲဆိုတဲ့အုပ်ချုပ်ရေးဌာနတော်တော်များများထဲကတခုဖြစ်ပါတယ်။အလုံထမရေးဝန်ကြီးဌာနဟာအမြင့်တန်းတာဝန်ထမ်းတဲ့ ဝန်ရင်း16000လောက်ရှိပြီး2025ဘဏ္ဍာရေးနှစ်အတွက်အတုံးစိန်13.9ဘီလီယံတောင်းခံထားပါတယ်။အချိန်အားလျော်စွာတိုင်းပြည်တွင်လုံလဲမဲ့အခြေအနေကိုထုတ်ပြန်တာအပြင်လုပ်ငန်းလုံခြုံရေးစည်းမျဉ်းတွေချမှတ်ဖို့နဲ့အနေဆုံးလုပ်အခါတွေစုံစမ်းစစ်ဆေးရင်အသက်မပြည့်သေးသူတွေကိုလောက်ခိုင်းစေမှုရှိမရှိ အချိန်ပိုလုံအခါညင်းပွားမှုတွေနဲ့ ။တမက်ကားတွေရဲ့ဥပဒေတွေပြဋ္ဌာန်းရေးဥပဒေမဲ့အလောက်ကရန်နန်းတာတွေကိုကာကွယ်ရေးစတဲ့တာဝန်တွေကိုထမ်းဆောင်မှာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။